ွင်းလီစောက2025 knowledge မြန်မာမှာကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ရှင်းပြမယ့်အကြောင်းအရာကတော့ Phoenix Uzabe လူမြင်ချင်းကိုရှင်းပြသွားမှာဖြစ်ပြီးတော့ Hakimi ကိုဥပမာပေးပြီးတော့ရှင်းပြသွားမှာဖြစ်ပါတယ်ကျွန်တော်ခိုင်းထဲမှာ Hakimi ကိုတွေ့ပါပြီကျွန်တော်ဝယ်ယူလိုက်ပါပြီစုစုပေါင်းကွိုင်း2165ကွိုင်းကြာတင်တာဖြစ်ပါတယ် ျွန်တော်တို့ကတော့ဖင်းနစ်နဲ့ဦးစားပေးလူမြင့်မှာဖြစ်တဲ့အတွက်ဟာကီမီကို လေ့လာတဲ့အခါမှာ speed အနေထားသည်63 ACC 89 STA 90 SDR 69ရှိကြောင်းတွေ့ရှိရတာဖြစ်ပါတယ်ကျွန်တော်တို့လူမြင့်မှာဒီအပေါ်ဆုံးတန်းတွေအကုန်လုံးကိုတရားဖြစ်အောင်လူမြင့်သွားမှာဖြစ်ပါတယ်အပေါ်ဆုံးတန်းတွေကိုတရားပြည့်အောင်လူမြင့်သွားမှာဖြစ်တဲ့အတွက်အဲ့တော့ speed ဒီ တရားဖြစ်အောင်မြင့်မယ်ဆိုရင်လက်ရှိနှုန်းက63ဖြစ်တဲ့အတွက်လိုအပ်ချက်သည်ခုနှစ်ရှိပါတယ် ACC ဒီကိုတရားဖြစ်အောင်မြင့်မယ်ဆိုရင်လက်ရှိနှုန်းသားက89ဖြစ်တဲ့အတွက်လိုအပ်ချက်သည်73ရှိပါတယ် SDA ကိုတရားဖြစ်အောင်မြင့်မယ်ဆိုရင်လက်ရှိနှုန်းသားသည်90ရှိတဲ့အတွက်10လိုအပ်ပါတယ် SDR သည်တရားပြည့်အောင်ဖြစ်မယ်ဆိုရင်လက်ရှိနှုန်းသားသည်69ဖြစ်တဲ့အတွက် 31လိုအပ်ကြောင်းတွေ့ရှိရတာဖြစ်ပါတယ်အဲဒါကြောင့်မို့ကျွန်တော်တို့လိုအပ်ချက်တွေကိုအကုန်ပေါင်းလိုက်တဲ့အခါကျရင်ခွန်ပေါင်း73ပေါင်း30ပေါင်း31စုစုပေါင်းလို့ရှိရင်62ကြိမ်လိုအပ်ကြောင်းတွေ့ရှိရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီကွန်မွန်ပလေယာတွေကိုဝယ်မယ်ရောင်းမယ်စုစုပေါင်း62ကြိမ်လုံးမှသာလျှင်အပေါ်တန်းတွေကိုတရားစီပြည့်အောင်နှင်းလို့ရမှာ ဖြစ်ပါတယ် လို့ကိုကစိန်နဲ့ပြင်မဲ့ဆိုရင်လည်းစိန်နဲ့ finish ကနှိပ်လိုက်လို့ရှင် ပေါ်လာတဲ့ကုံမုန်းကွက်မှာ ပေါ်လာတဲ့စိန်ကို စုစုပေါင်း62ချိန်တိတိနှိပ်မှသာလျင်အပေါ်တန်းသည်တရာပြည့်အောင်လုပ်လို့ရမှာဖြစ်ပါတယ်အခုဥပမာအနေနဲ့ဟာကီမီကို အပေါ်တန်း speed တရား ACC တရား SCA တရား STR တရားရအောင်လူမြင့်ပြမှာဖြစ်ပါတယ်လူရောင်းလူဝဲတို့ကျွန်တော်ဘယ်လိုမျိုးတွေလောက်လဲဆိုရင်355 380အဲ့လောက်ပတ်ဝန်းကျင်မှာရှိတဲ့ကွန်မွန်ပလေးယာတွေကိုရောင်းတယ်အဝေဝဲတယ်ပြီးရင်ပြန်ရောင်းထားတာရှိပါတယ်အဲ့ဒါလေးတွေကိုစုပြီးတော့ပြန်ပြီးတော့လူမြင့်ပြတာဖြစ်ပါတယ်တကယ်လို့စိန်ပေါ်တယ်ဆိုရင်လည်းစိန်နဲ့လူမြင့်လို့ရတာဖြစ်ပါတယ်ကိုကြက်ရာနဲ့ကိုမြင့်လို့ရပါတယ်စုစုပေါင်း60ကြိမ်တိတိနှိမ် ်မာတာလျင်လူမြင့်သွားမှာဖြစ်ပါတယ်အဲ့တော့အဲ့လိုလူမြင့်လို့ရအောင်ကျွန်တော်ပြထားတာလေးကိုကြည့်လို့ကြည့်ရှုလို့ရှင်အပေါ်တန်းတရားပြည့်အောင်ဘယ်လိုမြင့်ရမလဲဆိုတာကိုနားလေသဘောပေါက်သွားမှာဖြစ်ပါတယ်